ျွန်တော်ဒီနေ့ကတော့အားလုံးထမဲမဲ့အောင်လို့ငါးငန့်ပြရေးချက်လေးချက်ပြမှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်ကတော့အသားများတဲ့ငဒံတို့ငကျင်တို့ကိုပဲကျွန်တော်သုံးလိုက်ပါတယ်။အဲ့ဒါကိုအရင်ဆုံးပြုတ်မှာပေါ့နော်ပြုတ်ဖို့အတွက်ကိုဂျင်းရဲ့ကြက်သွန်ပြူရဲနဲ့အနံလေးတိတ်မညှိအောင်ပေါ့နော်ထည့်ပြုတ်လိုက်ပါမယ်။ပြီးလို့ရှိရင်တော့ငရုတ်သီးစိမ့်ငရုတ်သီးအချောက်တောက်ပြီးရင်ကြက်သွန်ပြူကြက်သွန်နေတို့ကိုရောထောင်းပါမယ်။ဒါတွေအားလုံးပေါ့နော်ဆက်ဆက်လေးစားရအောင် တခြားလေးမညတကြံလေးကျွန်တော်ထောင်းပါမယ်ကျတော့မျိုးချက်တော့နေဒါလေးအားလုံးတစ်ခုပြီးတစ်ခုပေါ့နော်မညတကြံလေးပြအောင်ထောင်းပါမယ်ဒီမှာလဲငားကလည်းကျွန်တော်တို့နူးလာပြီပေါ့နော်နူးလာပြီဆိုရင်တော့ကျွန်တော်တို့အယိုးနှွှင့်ပါမယ်ခင်ဗျာ ငါးကချိုတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဒီနေရာမှာပေါ့နော်ဒီအခုပြုတ်ထားတဲ့ငါးပြုတ်ယူကျွန်တော်မသွန်ပြစ်လိုက်ဘူးပြီးရင်ဒါနဲ့ပဲကျွန်တော်ဟိုရေအစားကျွန်တော်ပြန်သုံးမှာပေါ့နော်ဒီငါးကိုလည်းတခြားလေးအသားနှိမ်ပါမယ်ဒီခယွန်းအသားကများတဲ့အတွက်ကြောင့်မို့လို့ခယွန်းလေးနဲ့ပဲဒီလိုမျိုးလေးချစ်ထုတ်လိုက်လဲပို့အဆင်ပြေတယ်ပေါ့နော်အယိုးကဒီငါးကအယိုးအရမ်းမများတဲ့အတွက်ကြောင့်မို့လို့လောက်ရလဲလွယ်တယ်ပို့ပြီးတော့လည်းအဆင်ပြေတယ်ကျွန်တော်ကတော့ဒီလိုမျိုးအလွယ်တကူပဲခယွန်းလေးနဲ့ပဲချစ်ထုတ်လိုက်ပါတယ်ခင်ဗျာပြီးလို့ရှိရင်တော့ ဟိုအယိုးလေးပါမှာဆိုတဲ့အတွက်ကြောင့်မလို့တေချာလေးလက်နဲ့တေချာအယိုးလေးလိုက်နှွှဲမှာပေါ့နော်ဒါအရန်ကြီးကက်ကက်ကဲလောက်စရာမလိုဘူးဒီငါးကြတော့အသားများတဲ့အတွက်ကြောင့်မလို့အလွယ်တကူပဲလောက်ရတာပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ပြီးလို့ရှိရင်တော့စီထည့်မယ်စီထည့်ပြီးရင်အယောင်လှဖို့အတွက်ကိုစနွေးမုတ်လေးအနေငယ်ထည့်ပါမယ်ပြီးလို့ရှိရင်တော့ခုနကထောင်းထားတဲ့ဟာတွေအားလုံးကိုရောပြီးတော့ကျွန်တော်စီတက်ပါမယ်စီမွေးအောင်တက်ပါမယ်ခင်ဗျာ ပြီးရင်တော့ငံပြာရီကြက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ငံပြာရီတွေကိုလည်းဒီငရုတ်ကြက်သွန်နေပေါ့နော်တေချာလေးအနံ့မွေးအောင်လို့ပဲအရင်ဆုံးလုံးပြီးတော့ကျွန်တော်တေချာလေးစူအောင်တည်ထားပါမယ်ခင်ဗျာဒါမှငံပြာရီအနံ့ကပို့ပြီးတော့လဲမွေးသလိုပို့ပြီးတော့လဲစားကောင်းပါတယ်ပြီးလို့ရှိရင်တော့ခုနကအယိုးနှွင်ထားတဲ့ငါးတွေကိုထည့်လိုက်ပါမယ်ခင်ဗျာ ီနေရာမှာကျွန်တော်ခုနကအရင်ဆုံးပေါ့နော်ငံပြားရေကိုထည့်ထားတယ်ပြီးလို့ရှိရင်တော့ပုံမှန်အပြည့်ဟင်းနေချက်မယ်ဆိုလို့ရှိရင်တော့အချုံမုတ်စာထည့်ကြရတယ်ပေါ့နော်ဒီမှာကကျွန်တော်ကအချုံမုတ်လုံးဝမထည့်တော့ဘူးဘာကြောင့်လဲဆိုရင်ငားကလည်းများတယ်ပြီးရင်ငားပြုတ်ရေကိုပဲပြန်ထည့်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တဘာဝအချုံလေးနဲ့ပဲကျမရေနဲ့လည်းညီညွတ်ပါတယ်ခင်ဗျာပြီးရင်တော့အဖုံခဏဖုံမယ်ပြီးလို့ရှိရင်ဒါပြန်ဆူလာပြီပေါ့နော်ပြန်ဆူလာပြီဆိုလို့ရှိရင်တော့မှွေလိုက်မယ်ကျွန်တော်တို့ဒီဒီနေရာမှာကျွန်တော်တို့တချို့ငံပြားရေချက် ဟိုငံပြိုင်နဲ့မစားချင်ဘူးဆိုလို့ရှိရင်တော့တချို့ကတော့အိမ်မှာရှိနေတဲ့ငပိရေကိုထည့်ပြီးတော့ဒီငပိရေချက်ပေါ့နော်ငါးငပိချက်လေးလုပ်လို့ရပါတယ်ဒါကတော့ကျွန်တော်မှတ်သားရသလောက်ပါခင်ဗျာပြီးလို့ရှိရင်တော့ငရုတ်စိမ်းထည့်မယ်ငရုတ်စိမ်းထည့်ပြီးရင်တော့ကျွန်တော်ကနနံပင်လေးကိုအပေါ်ကချွေပြီးတော့ထည့်လိုက်ပါမယ်ဒါဆိုလို့ရှိရင်အနမ်းကလည်းပိုမွေးသလိုပိုပြီးတော့လည်းစားကောင်းမှာဖြစ်ပါတယ်ခင်ဗျာပြီးလို့ရှိရင်ဒါတွေအားလုံးထည့်ပြီးပြီဆိုလို့ရှိရင်တော့ဇွန်လင်းတဲ့ခဏတေချာလေးမှွေးပါမယ် ပြီးရင်တော့ဒါတွေအားလုံးနိုးအောင်လို့ကျွန်တော်ကတော့ခဏအဖုံးလေးပြန်ဖုံးလိုက်ပါတယ်အဖုံးပြန်ဖုံးပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာဟင်းအုပ်ပြန်ဆူလာပြီဆိုလို့ရှိရင်အနံ့မမွေလေးနဲ့ငါးရသာချိုချိုလေးနဲ့ကျွန်တော်တို့ထမင်းမိမ့်မှာလည်းသေးကြပါတယ်ဒီမှာငရုတ်သီးစိမ့်လေးတွေပါတယ်တော်ကြောင်မလို့လုံးဝအဆက်ပေါ့နော်အဲစားကြပါအောင်ခင်ဗျာ